ဖျားတပြည့်တော့မစင်းတာလေးရှိလို့ဗျာအခုရက်တဲ့ရွာထဲမှာလည်းမိဘတွေအားသာပြောကြတယ်ဗျာဟိုသားသမီးတွေအိမ်အောင်ပြုရမယ်ဆိုရင်ယဟန်မခံရသေးလို့ယဟန်ခံပြီးွားမှအိမ်အောင်ပြုပေါ့အဲ့ဒါကဖျားဆင်အားချမှတ်ခဲ့တာလားမိဘတွေအားချမှတ်တာလားဗျာအဲ့ဒါလေးသိချင်ပါတယ်ဗျာအဲ့ဒါကဖျားဟောမှမရှိပါဘူးတကလေးရေနော်တင်ပါဗျာမိဘတွေကဒီလိုပါ တည်ခြင်းတရားကမြဲတယ်လေဖုသားလေးမတည်ခင်လေးမှာနော်တတ်20လေးကြည့်လေးမှာစင်စင်ကြဲကြဲလေးပေါ့လေနော်အိမ်တောင်လေးမကြခင်လေးမှာကုသိုလ်တိုးစီခြင်းလို့မိပါတို့ရဲ့မေတ္တာဖြင့်ပြောတဲ့အမတ္တလှပတဲ့မေတ္တာစကားလို့ပဲမှတ်ပေးပါအဖြစ်တော့မရှိပါဘူးเนาะရပါတယ်ခါလေးအိမ်တော်ပြပြီးမှဘုံကြီးဘုတ်လည်းရတယ်เนาะပြတနာရှိဘူးအဲ့လိုမျိုးတွေကူအဲ့လိုမျိုးဟုတ်တယ်ရရပါတယ်ဒါလည်းအစွဲတစ်ခုပါပဲဘာမှတော့မဖြစ်ပါဘူးဒါပေမဲ့ ဟိုကုသိုလ်ဆိုတာမတည်ခင်လေးမှာဟိုမြ мян လုပ်လေးကောင်းနေတယ်လေနော်ဒါတော့ဘုရားအဆုံးပါနဲ့ကြည့်နော်ပြန်ပါဗျာဟိုမိဘတွေကပြောကြတယ်ဗျာအဲ့ဒီအိမ်တော်မပြုတ်ရသေးဘဲနဲ့မပြုတ်မပြုတ်ရသေးခင်မပြုတ်ရသေးခင်အဲ့လိုယဟန်ကန်လို့ရှိလို့ရှိရင်အပြေဝရတာတို့ပါတော့အဲ့လိုမျိုးတွေကြားလို့ဗျာအတကူတော့ရှိတော့ဗောအိမ်တော်ရှိတော့ပြန်ဝတ်ရတဲ့ခါမှာကိုတက္ကမောင်းလွမ်းနေတယ်ဆိုရင် ကိုစိတ်ကမဖြောင့်တော့ဟုတ်တယ်လေဒီပါအဲ့လိုလေတွေးချင်းတွေးမှာပေါ့ဟုတ်တယ်မလားတကမကြီးတန်ရောစင်ကြီးဖြစ်သွားတယ်လူပြိုလူလွတ်ဆိုတော့တန်ရောစင်မရှိတော့ဟိုသာသနာမှာပျော်သွားရင်လေလူမထွက်တော့ဘူးဆိုတော့ဖို့အကျိုးများတော့ပေါ့နော်ဒါလည်းကောင်းပါတယ်ဒီပါတွေကတော့၆ခန်းပြည့်တယ်နော်